အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့မမိုးအင်းလျာရေးသားတဲ့တိတ်ခါရှိတဲ့မောင်ဟင်းကနားဆင်ပြပါခင်ဗျာကျမနဲ့ညီမလေးသူစားတို့ဒီတရားကိုတရားအလွန်ချစ်ကြပါသည် အချက်အောက်တစ်နှစ်သာကြွားချပြီးညီမနှစ်ယောက်တည်းသာရှိသဖြင့်တခြားမောင်နှမတွေချစ်ကြတာထက်ပိုသည်စားလဲအတူတူကစားလဲအတူတူကြောင်းသွားတော့လည်းအတူတူအမြဲတမ်းမခွဲမခွာရှိနေကြသည်ရုပ်ချင်းကလည်းသူသည်ဖြင့်အမွာညီအမဟုပင်ထင်ကြပါသည်အမွာတွေလားဟုမေးလျင်ကျမတို့လည်းငင်းဆန်မနေတော့ရေဆတ်ဆတ်နဲ့ကောင်းကင်ပြလိုက်ကြသည်သာဖြစ်သည်မိမိကလည်းကျမတို့နေရာကိုအဝိစားစင်တူချုပ်ပေးသည် မြန်မာလေးကထွားသဖြင့်ကိုလုံးကိုရခြင်းနဲ့အတူတူလောက်ပင်ဖြစ်သည်။အစိမ်းများကကျမတို့ညီမကိုရုတ်တရက်မခွဲခြားတဲ့သို့သောဖေဖေနှင့်မေမေနှင့်ရင်းနှီးသောဆွေမျိုးမိတ်ဆွေများကတော့ကောင်းကောင်းကြီးခွဲခြားတတ်ပါသည်။ကျမနှင့်ညီမလေးသူစား၏အကြိုက်နှင့်ဇယိုက်ကတော့အရှိနှင့်အနောက်တို့လုံးဝကွဲပြားခြားနားနေပါသည်။ကျမကအစိမ်းအောင်ကြိုက်ရင်ညီမလေးကအနီအောင်ကြိုက်သည်။မေမေကဒီတခါကျမကြိုက်သည့်အစိမ်းအသွေးကို အင်ကြီးချုပ်ပလီရင်နောက်တစ်ခါညီမလေးကြိုက်သည့်အစဉ်ကိုချုပ်ပေးရသည် အစာစားသည့်အခါကျမကချင်းချင်းဆက်ဆက်ကြိုက်သည်ညီမလေးကချူချူစိမ့်စိမ့်ကြိုက်သည်ငါးတမျိုးတည်းကိုမိမိကညီမလေးအတွက်ကြော်ပေးရပြီးကျမအတွက်တော့ချင်းကြီးချက်ပေးရသည်ကျမကတိတ်တိတ်ဆိတ်ဆိတ်နေတတ်သည်ညီမလေးကတွတ်တွတ်လက်လက်တွာလာလှရှာနေတတ်သည်ကျမကတီးခံတတ်သည်သို့တော်စိတ်ကြီးသည်ညီမလေးကစွာသည် သို့တော်အတိအမှတ်မထားတဲ့ကျမကတိမ့်တိမ့်ဆက်ဆဲနေသည်ညီမလေးကဖြစ်ကြတဲ့ဆက်နေသည်သို့တော်ကျမတို့နှစ်ယောက်တယောက်ကိုတယောက်ချစ်ကြသည့်အတွက်အစဉ်တော့ပြပါသည်ကျမမို့သူများကအနိုင်ကျင့်ခံရပြီဆိုလျင်ညီမလေးကတည်တည်ကျင်သွားပြီးရန်တွေ့တတ်သည် သူ့ကိုကြောက်သဖြင့်ကျမကိုမထီရဲကြညီမလေးသူ့အခန်းမှာဖွားထားသမျှတွေကိုတော့ကျမကမင်းမင်းမသိအောင်တင်ဆက်ပေးရတတ်ပါသည် မိမိကတော့ကျမတို့နေရာကိုဘလောက်ဝေးဝေးကမြင်ရသည်ဖြစ်စေဘဲဟာသူစားပဲဘဲဟာနန္တာပဲဆိုတာအယိတ်မြင်ယုံဖြင့်တည်တည်ဟုဆိုပါသည်ကျမတို့နေရာအရွယ်ရောက်သည့်အခါအသွင်တရံချင်းကပိုကြီး꽌ပြားခြားနာလာသည်ညီမလေးကအင်ကြီးစင်တူဝတ်ဖို့ငင်းဆန်တက်လာသည်အเจ้าကိုသူ့တငယ်ချင်းများနဲ့တူသွားသည်သူကြိုက်သည့်ဟင်းကိုသူ့ဘာသာဝင်ချက်ပြီးတယောက်ထဲစားလေသည်သူ့ခန်းထဲကိုကျမဝင်ရောက်ရှင်းလင်းပေးတာကိုလည်းမကြိုက်တော့ကျမရှင်းလင်းလိုက်လျင် ူမှတ်သားထားသည့်ပစ္စည်းတွေ နေရာရွေလျားသည်ဟု အဆိုရှိလေသည်။ရုပ်ရှင်ကြည့်လျင်လည်းသူနှင့်ကျမအကြိုက်ချင်းမတူ။ TV ကြည့်လျင်လည်းကျမနှစ်သက်သည့်ဇလံမျိုးကို သူကညင်းငွေတန်းဝေကထထသွားတတ်သည်။ကျမတို့ညီမနှစ်ယောက်တစတစကင်းကွာလာက တွေ့ရမဖြစ်တော့သို့သောအချစ်တော်မပြေကြပါ။ဖေဖေကတွက်လက်ပြီးစာတော်တော်ညီမလေးကိုချစ်တယ်လို့မိမိကစဉ်းစားတွေးခေါ်တတ်သောကျမကိုသာအာကိုကအဆက်ဆက်ရေးရတိုင်မြင်ပါသည် ကျမဆယ်တန်းမှာတနစ်ကြသဖြင့်ကျမနဲ့ညီမလေးတက်ကတူတို့တူတူတက်ရသည်ယူသည့်ဘာသာရဲ့ချင်းတော့မတူကြပါကျမတို့ညီမကလည်းအမွာညီအမားဟုဘယ်သူကမှမထင်တော့ကျမကြောင့်တက်တည်နေရသောညီမလေးလာသည့်အခါကျမကတငယ်ချင်းများနဲ့မိတ်ဆက်ပေးသည်ညီအမတဝမ်းကွဲလာဟုတငယ်ချင်းများကမေးသည်မဟုတ်ပါဘူးညီမရင်းမှာရုပ်ချင်းတလောက်တူတာကိုဟွန်းတူပါဘူးတငယ်ချင်းများက ြိုင်တူអော်ကြသည်တခြားစီပဲနောက်တစ်ယောက်ကဖြည့်ဆွက်သည်ညီမလေးနှင့်အတူပါလာသောတငယ်ချင်းများကလည်းတိတ်မတူဘူးဟုမှတ်ချက်ပေးကြသည်ကျမတို့ညီအစ်မပြုံးနေလိုက်ရသည်ဖို့ထဆိုးတာကကျမနဲ့ညီမလေးအသက်တစ်နှစ်သာကွာပါသည်ဆိုတာကိုလည်းဘသူကမှမယုံညာอืมကိုကတိတ်ရင်နေတယ်ထင်တယ်ကျမကပြောတော့မဟုတ်ပါဘူးတယောက်တစ်မျိုးတော့လှတာပါပဲဟုနှစ်သိမ့်ပြကြပါသည် မင်းညမာလေးကလှလဲလှတယ်နူလဲနူတယ်ကလေးလိုပဲတက္ကသိုလ်ကျောင်းသူလို့တော့မထင်ရဘူးဒါပေမဲ့မင်းကမှရင်းချက်ပြီးအေးအေးချမ်းချမ်းနဲ့လှတာပါကွာဟုဒီစကားကိုတော့တငယ်ချင်းများကညမာလေးကိုရာချမပြောခြင်းဖြစ်ပါသည်ညမာလေးရဲ့တငယ်ချင်းများကလည်းကျမကိုရာမှပြောကြသည်တဲ့မင်းအမကမင်းနဲ့တနှစ်ပဲကြွားရတာဆိုတော့မင်းနဲ့ရှင်လိုက်တော့အဖွားကြီးလေးကြာနေတာပဲတဲ့ဒီကျမနဲ့ညီမလေးတစ်နှစ်တည်းအတူတူပွဲရကြသည် ကျမကကျမဝါဒနာပါတော့ကျောင်းဆရာမအလုပ်ကိုဝင်လုပ်ပါသည်ညီမလေးကိုလည်းဖေဖေနဲ့မေမေကရုံးတရုံမှဝင်လုပ်စီခြင်းပါသည်ညီမလေးကခါးသီးစွာညှင်းဆန်သည်လာကစားတော့မလုပ်ပြရစီရဲဒီဘယ်တော့မှကြီးပွားမှာမဟုတ်ဘူးဒါဆိုရင်တမီးကဘာလုပ်ချင်လို့လဲဖေဖေတို့မှအရင်ကြီးတော့မျက်မျက်ဆဆမရှိဘူးကွဖေဖေကတော့ဝန်ထမ်းဘဝနဲ့ကျင်းလေလာခဲ့ရသူပါပဲ။ သို့သောညီမလေးကထက်မြက်သူဖြစ်လေတော့ညီမလေးအလိုဆက်တာကိုဖေဖေကကန့်ကွက်လို့စိတ်မရှိတမီးကကုန်ကူးခြင်းနဲ့ဖေဖေအရင်နေ့တိတ်မလို့ပါဘူးမော်လမြိုင်မှာတမီးတငယ်ချင်းတွေရှိတယ်သူတို့ကလည်းခေါ်နေတာတမီးတစ်ခေါက်သွားခြင်းနဲ့ဖေဖေဒါတော့မလုတ်ပါနဲ့တမီးရဲ့အသေးတထက်ထိတ်နဲ့လုံးဝမဲ့အလုံးမျိုးမလုတ်ပါနဲ့တမီးလုတ်ခြင်းစိုင်းဖွင့်ရင်ဖွင့်အတီတကြရောင်းဝယ်တာမျိုးလုတ်ပါမိမိတို့တက်နိုင်တယ်လို့မတ်တိပေးပါမယ် ကျမတို့မိသားစုအလုံးကညီမလေးကိုငငယ်ရရွယ်လှလှပပနဲ့ဟိုဒီကူတန်းရောင်းတတ်တော့အလုတ်ကိုလုံးဝမလုပ်စီခြင်းကြပါဒါကတော့ဖေဖေကလည်းသဘောမတူနောက်ဆုံးတော့ရှိရှိသမျှပေါင်းတန်းရောင်းချကညီမလေးအတွက်အလားကုံဆိုင်လေးတစ်ဆိုင်ဖြန့်ပေးကြပါသည်တော်တော်လက်လက်ဖြစ်ဖြစ်လက်လက်ရှိသောညီမလေးဆိုင်ကလေးကတစ်နှစ်အတွင်းမှာတာတာနာနာဖြစ်လာသည်ကျမကတော့ချင်းလေးတလုံးလက်ဆွဲကမူလာတန်းပြဆီယမလေးဘွားက မတက်ခဲ့ပါတို့တော့သူနည်းသူဟန်တော့ကျမတို့နှစ်ယောက်လုံးစိတ်ချမ်းသာမှုကိုစီရှိကြပါသည်ကျမကတပေတပန်းကလေးတွေငယ်လေးတွေနဲ့ထွေးရွှတ်ချက်တင်ဖြစ်က ပြိုပိုက်နေတဲ့ကဲ့သို့ညီမလေးကလည်းသူ့အလှကုန်ပစ္စည်းတွေအမျက်အရှုံးစင်းစင်းရတွေနဲ့မအားမလက်တီကြကတနေ့တခြားလှပစုပြီး၍နေပါသည်ဘဝဆိုတာကုဘဝကိုကျင်းနဲ့နှစ်သိမ့်မှုအရေးကြီးသည်ဟုပထမဆုံးအနေဖြင့်သုံးသပ်မိသည် ကျမကလည်းညီမလေးကိုဘာမျှဝေဖန်မနေတကယ်တော့ညီမလေးကလည်းကျမကိုနှိမ်ချခြင်းမျိုးမရှိခဲ့တခုတော့ရှိရဲ့ဖေဖေနဲ့မေမေတို့အနေနဲ့တော့ညီမလေးရဲ့ဝင်ွေကိုပိုပြီးအားထားလိုက်ရသည့်အခြေအနေမှာရှိခဲ့ရလေသည်ညီမလေးသည် ကျမထက်တစ်နှစ်ဆော့၍လက်ထပ်ပါသည်ဖေဖေနဲ့မေမေသည်တမိနှစ်ယောက်၏အိမ်တော်ကြီးကိုလည်းစိတ်တိုင်းကျဖြစ်စေခဲ့ပါသည်တမိနှစ်ယောက်ကတယောက်တစ်မျိုးစီ လိမ်မာတာပါပဲဒါလို့ဆိုရင်ဖေဖေတို့ဂျင်းတဲ့ဟု ဖီဖီကဖွင့်ဟသည်သို့သောမြန်မာလေးတယောက်အိမ်အောင်ပြုပြီးအိမ်ကခွဲထွက်သွားသည့်အတွက်တော့ကျမတို့မိသားစုစိတ်မကောင်းဖြစ်ခဲ့ရသည်ငကူကားမှလူနေရသည့်အထက်မြန်မာလေးမရှိတော့ကျမတို့တအိမ်လုံး၆တွေ့သွားပါသည်မြန်မာလေးနဲ့စာရင်းကျမမရှိတာကမှအိမ်မှာတိတ်ပြီးထူးခြားမိမဟုတ်အထူးသဖြင့်မြမလေးကိုအချစ်ပူသောဖီဖီတယောက်ရင်သက်တိတ်ဆိတ်သွားသည်မြမလေး၏စိုးစိုင်လေးတည်းလည်းမရှိတော့ ညီမလေးကခမုံလောင်းကိုလည်းစနစ်တကျရွေးချယ်တတ်သည်သူခင်မုံကအောင်မြင်သောစီးပွားရေးသမားတစ်ယောက်ပေပဲလင်မယားတစ်ညလုံးတက်ညီလက်ညီစီးပွားရှာကြလေသည် တနေ့အတွင်းမှာညီမလေးကချမ်းနှင့်အိမ်နှင့်ကားနှင့်တင့်နှင့်တဲတဲဖြစ်၍နေသည်ညီမလေးသည်အိမ်ကိုမကြမကြတော့ရောက်၍လာပါသည်ဖေဖေနှင့်မမေတို့ကြိုက်တတ်သောအစအတဝတ်ထည်လေးတွေအမေးပါလာသည်လာစဉ်လဲထောက်ပံ့ပါသည်သို့တော့ညီမလေးအိမ်မှာကြကြမနေနိုင် တော်မှဖြစ်မယ်ဖေဖေသူစားမရှိရင်မဖြစ်ဘူးကြာကြာနေလို့မဖြစ်ဘူးဖေဖေလိုရာရှိဖုံးဆက်နော်တော်မယ်မမတော်မယ်မမေညီမလေးဒီဘတော်ကမျိုးနှုတ်ဆက်ကပြန်သွားရမည်ဖြစ်သည်ညီမလေးတို့ကလမ်းမကြီးတစ်ခုပေါ်မှာပြပပစ္စည်းအစုံရသောမီနီမားကတ်ဆိုင်ကြီးဒီဇိုင်းနဲ့ဖွင့်ထားသည်ရုပ်ရှင်လုပ်ငန်းတစ်ခုမှလည်းရှေ့ရပါသည်တကယ်စီးပွားရေးသမားကြီးဖြစ်နေသည်သို့သောညီမလေးကိုကြည့်ရသည်မှာရခင်လူတက်တောင်တတာမရှိလား အလပါတီပင်ကပိုးကယူဖြစ်နေပြီတခါတလေအေးစီစီသမီးလေးပါလီစားသွားစမ်းမသမီးရဲ့မိမိကပြောလျင်မိဖို့တဲဝင်ကဂမန်ကဒန်လှန်လွန်စားသွားသည်သူစကိုကြည်ရတာမမေမောလိုက်တာကွယ်မိမိကတပင်းချောက်ရင်ကြီးလေသည်ပြီးတော့မိမိကကျမကိုပြောသည်သမီးသမီးအိမ်အောင်ပြင်းတော့အိမ်ကခွဲမသွားပါနဲ့ကျမကဖြင့်မိမိတို့ကိုညီမလေးကဲသူ ပြပြစုံစုံထောက်ပံ့နိုင်သည် မဟုတ်ပါသို့သော ကျမကနှွေးထွေးသောယူရမှုဖြင့်ပြည့်စုံနိုင်ဖို့ကြိုးစားရပါမည်အသက်ကြီးလာသောဖေဖေမေမေတို့အတွက်ထူအရာလေးတွေလိုအပ်နေသည်ဟုကျမမြင်လာပါတော့သည် ကျမကိုလွန်နှင့်လက်ထက်သည့်အတွက်ဖေဖေမေမေတို့ကပူပြီးကြည်နဲ့ပျော်ရွှင်နေကြပါသည်အဓိကအချက်ကတော့ကျမအိမ်ကခွဲမသွားရလို့ပါပဲကိုလွန်ကလည်းဖေဖေလိုရိုးရိုးအေးအေးသမားရုံးဝင်တဲ့အူ မြန်မာလေးမရှိတော့သည့်နောက်ပိုင်းပင်စင်စားအဖိုးကြီးတယောက်ဖြစ်ညီငွေထိုင်းမိုင်းနေတော့ဖေဖေသည်ပြောကဆိုကရေကမောကဖြင့်ကြမ်းကြမ်းမမဖြစ်လာသည့်အတွက်ကျမဝမ်းသာရပါသည်မြန်မာလေးရဲ့ယောက်ျားနှင့်ဆိုရင်ဝါဝင်ဝါထွက်ပစ္စည်းတွေတပုံတပင်းနဲ့လာကြတော့သည့်အခိုင်မာချောင်းတာချောင်းလောက်သာပြောကြသည်ဖေဖေကတမတ်ဖြစ်သူစီဝါရှာတော်ချောင်းချီကျူးတတ်တော်လဲရင်းရင်းနှီးနှီးတော့မရှိခဲ့ကိုလင့်ကိုတော့တားတယောက်လိုပဲချစ်ရှာသည် ကျမတို့နေအောင်လို့အလုပ်သွားသည့်အခါမိမိသည်မငီးမညူချက်ပြုတ်ကျွေးမွေးရှာပါသည်တမတ်ကိုလည်းခမုန်းနှင့်တန်းတူအခွင့်ရေးပြီးကျွေးမွေးပြုစုသည်ကျမမှာတော့နှစ်ယောက်ပေါင်းလာကကိုအတုံးစိတ်တွေနှုတ်ပြီးအရာတိုင်းမျက်နှာပူရသည်ညီမလေးလိုမထောက်ပံ့နိုင်သည့်ပြင်မိမိကိုပါဒုက္ခပေးနေရသည်မို့တောင်းပန်နေမိသည်မမီတို့ကုသိုလ်ကောင်းပါလေကွယ်အသက်ကြီးလာတဲ့အချိန်မှာသမီးငယ်ကပြည့်စုံအောင်ထောက်ပံ့တယ်လို့ တမီးကတမီးကြီးကလည်းစိတ်ချမ်းမအောင်အသက်ရှင်အောင်ထောက်ပံ့တာပါပဲပြည်စုံယုံနဲ့လည်းမပြီးသေးဘူးကွစိတ်ချမ်းမဖို့လည်းလိုသေးတယ်တမီးရဲ့တမီးဖေဖေဆိုကြည့်ခုဘလောက်ချမ်းမနေတယ်음မီးများချီရရင်ပိုးပြီးချမ်းမမှမြင်အောင်သေးမမီးကပြောမှညီမလေးမှကလေးမရသေးတာတတိယသည်ဩညီမလေးတယောက်စိတ်ချမ်းမပါလိစားသူခင်မအတော်စားများတာမမီးတို့ကိုပြောမပြမီး ကျမဘဝမှာညီမလေးကိုကြည်ပြီးကိုကိုကိုအားမရခဲ့တာကိုဖြေသိမ့်လိုက်ရသည်။ဘဝရဲ့ပြီးပြီးဆုံးခြင်းကိုကျမဆန်းစစ်နေမိသည်။ဟင်မမကစာရေးတယ်ဟုတ်လား။စာရေးဆရာမကြီးပေါ့။ညီမလေးဖြင့်တည်တော်မသိဘူး။တနည်းကမှမမတငယ်ချင်းဈေးဝယ်လာလို့ပြောမှသိရတာ။မမဘာရေးရေးလဲ။ညီမလေးလည်းဖတ်ကြည့်ဦးမယ်။သုံးစံအတိုင်းညီမလေးကအင်ကိုဝါကျွလာကြတော့ရင်ဟော့ဟော့တိုင်တိုင်းပြောနေပါသည်ညီမလေးတို့ကကားကိုတနစ်တစည်းလဲစီသည် ပို့ပြီးတော့လဲလှလာသည် သူခင်မုံကလည်းပိုကပိုခန့်နေသည်မမကခုမှတပုတ်စားနှစ်ပုတ်စားဆန့်ရတာပါကွယ်နာမည်မကြီးသေးပါဘူးကျမကတော့အခုတလောစိတ်ကူးရင်အိမ်မက်လေးတွေကိုအကောင့်ထဲပို့နေမိသည်ရင်ကျက်လာသည့်ကာလမှာစာရေးမည်ဟုကျမရည်ရွယ်ခဲ့သည့်အတိုင်းဝတ္ထုတိုလေးတွေစာရေးဖြစ်သည်။ယခုမှအောင်မြင်မှုလမ်းစာလေးကတည်ရည်။ဟင်းမမကလည်းဒီရွယ်ကျမစာရေးပြီးခုမှအတိုလေးနှစ်ပုဒ်သုံးပုဒ်ဆိုတော့ ါလောက်ရမှာလဲလုံမင်းဇမန်နဲ့မမရဲ့လုံချင်းတိုက်ထုတ်ဆမ်းမှာညီမလေးတောင်ခုရုပ်ရှင်ကမဟန်လို့ထုတ်ဝေလုံမလားလို့မမစာအုပ်ညီမလေးထုတ်ပေးရမလားပြောနေမမကစာအုပ်ထုတ်လို့ရတဲ့အဆင့်မဟုတ်သေးပါဘူးကွယ်ဟာမမကလည်းဒါရီခတ်တာပဲညီမလေးတောင်ထုတ်မရလို့ထုတ်မလို့နာမည်လှလှတခုရွေးပြီးထုတ်ရုံပဲကိုယ်တိုင်လည်းရေးဖို့မလိုပါဘူးဟုတ်တယ်မဟုတ်လားယင်ကကို သူကမြန်ပဲလှည့်ပြောတော့ရေပြီးကောင်းကြီးသည်သူသာကဘာမစူတူလုံးရင်ဖြစ်မဲထင်နေတာဗျသူကမျက်နှာပြတ်တော့ကျမကိုကြည့်ပြီးဖြေပြီးပြောပါသည်အိုးဖြစ်ရမှာပေါ့ခုချိန်တည်သူသာလောက်တာမဖြစ်တာဘာရှိသေးလဲကြည့်နော်ဆိုင်ဆရာလည်းဖြစ်အောင်လို့အုံးမင်းဒါပဲနော်မမလုံးချစ်ဝတ္ထုရေးသည်လားဆေးအုပ်လောက်ရေးထားနော်တော်ကြမြန်မာလေးကမမအရင်ဆိုင်ဆရာမှဖြစ်သွားဦးမယ်ချစ်လာသောမြန်မာလေးပြန်သွားတော့ကျမတူဝင်ချင်းတက်၍ကျင်းရည်သည် အမြဲတမ်းညီမလေးကိုအထင်ကြီးအားကျခဲ့ရသောညီမယနေ့ပို့တော့ဘဝင်မကျနိုင်မှာဝတ္ထုတိုးလေးတွေပါသောမဂဇင်း၃လအုပ်ကိုထားစရာမရှိအောင်ဖြစ်နေသောညီမပကြီးတရုပ်ဖော်လေးကိုကြည်လိုက်ဖပိသားပုံနှိပ်စလုံးလေးတွေကိုပြန်ဖက်လိုက်နေအသက်၃၀ကျော်မှကလေးတယောက်တို့ယူနေသောညီမညီမလေးအတွက်ပြည့်ရပြုစရာဖြစ်နေပြီလားညီမလေးကကျမရဲ့ကလောင်နာမည်ကိုတော့မေးသွားဖို့မရပါဘူး။မင်းကတာဦးလေးရဲ့မွေးနေ့ ျမတို့အိမ်မှာမဟင်းကချက်ပြီးရင်းနှီးသောမိတ်ဆွေတွေကိုကျွေးသည်ညီမလေးတို့မိသားစုလည်းလာသည်အဲမိသားစုဆိုပေမဲ့သူတို့ဇနီးမောင်နှံနှစ်ယောက်တည်းပါညီမလေးကတမိုးကြီးမွေးနေ့လက်ဆောင်တွေဝယ်လာသည် လုံငယ်သောတနစ်စာပြောခဲ့သည့်အတိုင်းညီမလေးသည်တကယ်ကိုစာရေးဆရာမကြီးဖြစ်၍နေပြီ သူဘာတွေရေးတယ်လဲကျမမဖတ်ကျမကတော့ဝတ္ထုတို့လေးတွေဖြင့်နာမည်ရစာပြုပြီးဟုဆိုရမည်လုံငင်းထုတ်ဖို့တော့စိတ်မကူရသေးသည် သို့သောမဂဇင်းကြီးတအုပ်မှာဝေဖန်ရေးဆရာကြီးတူကအားပေးချီးကျူးခြင်းခံရသဖြင့်ထိုနေ့ကျမအပျော်ဆုံးနေ့ဖြစ်ခဲ့ရသည်ညီမလေးကလည်းဝတ္ထုတို့တပုတ်တလေးကိုတော်မှစိတ်ဝင်တစားဖက်ရှုဟန်မတူပါမောဟင်းငါဝိုင်းမှာကျမเจ้าကမိတ်ဆွေများကကျမဝတ္ထုတို့လေးတပုတ်အကြောင်းစကားရောက်ပြီးပြောစဉ်ညီမလေးကမောဟင်းငါစာရင်မျက်စိဆွေကြည့်သည်ညီမကညီမလေးစာရေးသည့်အကြောင်းဒီနေရာမှာမပြောချင်ပါ မြန်မာလေးကိုယ်တိုင်ကောပြောစီခြင်းရလားကျမမသိဝိတုတို့အကြောင်းပြောပြီးတော့မောဟင်္ဂဘက်ရောက်သွားသည်စားလို့ကောင်းနေဗျာမောဟင်္ဂကတော်တော်ကောင်းနေစားဘူးသမားတွေမှအကောင်းဆုံးပဲမြောက်ပြောတာမဟုတ်ပါဘူးတကယ်ပြောတာဗျတိတ်ခါရှိရှိနဲ့ကိုကောင်းနေမောဟင်္ဂပြောတော်မယ်ကြောင်းဆရာပြပြစကားတက်တယ်မောဟင်္ဂပဲတိတ်ခါရှိရတယ်လို့မြန်မာလေးကစောင်းနေ၍နားထောင်နေသည်အာရှိတာပေါ့ဗျာ ဘေးရမစိုးတိတ်ခါဆိုတာရှိတာပဲမွေးငါဆိုရင်အချို့မုံတွေအများကြီးကူပြီးချက်တာ အချို့စေးတရားတွေထဲတာအဲ့ဒါလိုချူတာကောင်းတာမဟုတ်ဘူးစနေတကျချက်ထားမှန်တိစားတာနဲ့တည်တယ်အဲ့ဒါကြောင့်တိတ်ခါရှိတဲ့မွေးငါကလို့ပြောရတာဗျကျမတို့အားလုံးကြေကြရသည်ညီမလေးကသူ့ဝိုင်းကထသွားသည်သူနေကညီမလေးစိုးစိုးပြန်သွားပါသည် နောက်တော့ညီမလေးစအောင်မထုတ်တော့ တခြား country လို့တခုပြောင်းလို့နေသည်ဟုသိရသည်အသက်30ကျော်မှစာဆရေးခဲ့သောကျွန်မသည်ယခုအသက်50ကျော်မှမဂဇင်းတစ်စောင်ကိုဦးစီး၍လောက်ကိုင်းနေရပါသည်ကျွန်မသည်ညီမလေးလိုစီးပွားရေးမှာအောင်မြင်သူမဟုတ်သို့သောကျွန်မ၏ရည်မှန်းချက်များအောင်မြင်ခဲ့သည်ဟုဆိုရမည်ကျွန်မလုပ်နေသောမဂဇင်းလေးကိုအောင်လဲအောင်မြင်စေချင်ပါသည်ပြီးတော့တိတ်ခါလဲရှိစေချင်ပါသည်မမအင်လီယာ2022 စပယ်ဖြူမတ်1990